င်းသားရီတိုင်းဒေသကြီးကောတောင်းမြို့နယ်ဇလန်းကျုံးပေါ်မှာရှိတဲ့ဆလုံရောင်မှာသောဒနာအောင်ပွဲတစ်ပွဲကိုနှစ်ရက်တိုင်တိုင်ကျင်းပခဲ့ရာကျေးရွာရှိလောကနာထဇီရီတော်ကိုတီးတော်တင်လူပူဇော်နိုင်ခဲ့တယ်လို့သိရပါဗျာ။ ။သာသနာအောင်ပွဲကြီးကိုစလုံးတိုင်းရင်းသားတွေအဓိကနေထိုင်ကြတဲ့ဇလန်းကျွန်းစလုံးရောင်မှာသတင်းသုံးသာသနာပြုနေတဲ့ဆရာတော်အရှင်ကုသလဇော်တီသာသနာဒဇဓမ္မစရိယာကဦးဆောင်ပြီး2016ခုနှစ်ဒီဇင်ဘာလ31ရက်နေ့ကနေ2019ခုနှစ်ဇန်နဝါရီလ1ရက်နေ့အထိနှစ်ရက်တိုင်တိုင်ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါသာသနာအောင်ပွဲကြီးမှာကျုံးပေါ်မှာတည်ထားကိုကွယ်တဲ့ လောကနာထစီရောအားထီတော်တင်လူပွဲနဲ့ဓမ္မသဘင်တရားပွဲများကျင်းပခဲ့ကစလုံးတိုင်းရင်းသားတွေကိုလည်းအလှပြုလုပ်ပေးခဲ့ကြောင်းသိရပါဗျ။သာသနာအောင်ပွဲကြီးတို့ရန်ကုန်မြို့မှဆရာတော်ဦးသူမင်္ဂလာကြွရောက်ချီးမြှင့်ကတရားတော်များဟောကြားချီးမြှင့်ပေးခဲ့ပြီးဆရာတော်တန်ဃာတော်တွေနဲ့သီလရှင်တွေကပေရိပ်ပဌာန်းများရွတ်ဖတ်ချီးမြှင့်ပေးခဲ့ကြကြောင်းသိရပါဗျ။ဆရာတော်ကတသက်တခါဂျလန်းကျွန်းဆလုံးရွာ ဘုရားသာသနာအောင်ပွဲကြီးပြုလုပ်တာကတော့ညာသောလူတွေကုသိုလ်စိတ်တွေဖြစ်စေခြင်းဘုရားသီးတွေရစေခြင်းပြုလုပ်ခြင်းဖြစ်တယ်ဒီလိုဝေးလံခံသေးတဲ့ပိဿံတရေဆလုံးရွာလေးမှာတို့ဘုရားသာသနာတစ်ခုထဲထဲဝဝရှိတယ်လို့လည်းဂုံယူဝင်ကြွားခြင်းလို့ကျွန်တော်ဒီပွဲကြီးကိုကြိုးစားပြီးတော့ပြုလုပ်တာဆရာတော်ကလွန်ခဲ့တဲ့ ကိုနှစ်ဆယ်နှစ်ကဒီဂျန်လန်းကျွန်းစလုံးရွာလေးဆက်ရောက်လာပြီးတော့စလုံးလေးကိုဖြည်းဖြည်းချင်းတရားရှိခိုးတက်လောင်းတန်ဃာတော်ကြီးရှိခိုးတက်လောင်းတရဏဂုံကြီးတည်အောင်ပေါ့ဖြည်းဖြည်းချင်းပြုစုပြိုးထောင်ပေးလာတာအစတုန်းကတော့တို့တွေဒါမှမဟုတ်တိတ်မလုပ်တတ်ပါဘူးအခုတော့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့ဒါတို့တွေလည်းပဲဟိုတရဏဂုံကြီးတည်လာကြတယ်တရားရှိခိုးတက်လာတယ်တန်ဃာတော်ကြီးရှိခိုးတက်လာတယ် ာသနာအရေးအောက်ကိုဒါဖြည်းဖြည်းရောက်လာကြတယ်။တရားတွေတော့အများကြီးဟောလို့မရသေးပါဘူး။ကုသိုလ်လေးတွေတော့သူတို့ယူတတ်နေပါပြီ။ဆရာတော်အနေနဲ့အနေနဲ့အရေးရသူလှဲ့လေကတရားဓမ္မများဟောကြားရမှရရှိလာတဲ့အလှငွေများနဲ့ဇလန်းကျုံးပေါ်မှာဖျားတီကျောင်းဆောင်လန္တရာများဇေယျများဆောက်လုပ်လူတန်းခဲ့တယ်လို့သာသနာအောင်ပွဲကိုလည်းကျင်းပခဲ့တာဖြစ်ကြောင်းသိရပါဗျ။ ာသနာအောင်ပွဲကြီးတို့မြမပြည်အနှံအပြားမှအလှရှင်ဧည့်သည်များအပြင်ထားနိုင်ငံမှာဆရာတော်တန်ဃာတော်တွေနဲ့အပြိတ်သက်များလည်းကြွားရောက်ချီးမြှင့်ခဲ့ကြကြောင်းသိရပါဗျ။